င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့ဧပြီလ26ရက်နေ့ည7နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန်မော်လမြိုင်ကားလမ်းတစ်လျှောက်စစ်ကောင်စီကင်းမုံတွေတိုးချလာတဲ့သတင်း တနင်္လာရီတိုင်းကဒေတာ3ခု73စီနဲ့စားတောက်ကုန်တည်ယူခွင့်ပိတ်ပင်ခံထားရတဲ့တဲ့နဲ့နိုင်ငံရေးဖိအားတွေကြောင့်လာရှိုးမျိုးကနေစုတ်ခွာခဲ့ရတယ်လို့ MNDA ပြောလိုက်တဲ့တဲ့ငလင်းလူငွေကျပ်ဘီလီယံသသိန်းတထောင်ကျော်ရရှိထားတယ်လို့စစ်ကောင်စီပြောတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့အမေရိကန်ရဲ့အခွန်ကောင်းမှုပြင်းထန်တဲ့အတ္တဝါဒါကိုပြသနေရလို့တရုတ်ပြောလိုက်တဲ့တဲ့ ရုရှားနဲ့ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီမှုရခါနီးပြီလို့ထရန့်ပြောလိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါမွန်ပြည်နယ်တထုံခရိုင်အတွင်းရှိရန်ကုန်မော်လမြိုင်ကားလမ်းတစ်ချောင်းမှာစစ်ကောင်စီက ကင်းမုံတွေပုံမတိုးချလာတယ်လို့ဒေသခံတွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကတာလွင်ထားမှုပြောပါတယ်။စစ်ကောင်စီတပ်ဟာအေဘလာတတိယအပတ်လောက်ကစပြီးကြိုက်ထုတ်ဘီလင်းနဲ့တထုံမြို့နယ်အခြားလမ်းမိုင်းတွေမှာကင်းလှဲတာနဲ့ကင်းမုံဝတ်တာတွေကိုပုံမတိုးမြင့်လာတာဖြစ်ပါတယ်။ဒေသခြေဆိုင်တော်လန်ရေးအဖွဲ့တွေရဲ့ပြောပြချက်အရစစ်ကောင်စီတပ်ဟာရင်းနှန်းတွေမကြာခဏတိုက်ခိုက်ခံနေရတဲ့နေရာတွေမှာကင်းမုံဝတ်တာတွေကိုပုံမတိုးမြင့်ထားပြီးတပ်ဖွဲ့လင်းအနည်းဆုံးအင်အား20ကနေ30အထိအသုံးပြုထားပါတယ်။ ရန်ကုန်မော်လမြိုင်ကားလမ်းတစ်လျှောက်မှာတော့စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ပေါင်း20နီးပါးရှိနေပြီ။အဲ့ဒီစစ်ဆေးရေးဂိတ်တွေကိုတော်လန်ရေးတပ်ဖွဲ့တွေကမကြာခဏဆိုတလို့တွားရောက်တိုက်ခိုက်မှုတွေလှုံ့ဆော်နေပါတယ်။စစ်ကောင်စီဘက်ကကင်းမုံတွေပုံမတိုးမြင့်ထားတဲ့အတွက်ခရီးသွားလာရမှာအရင်ကထက်စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ရန်ကုန်မော်လမြိုင်ကားလမ်းတစ်ချောင်းမှာယခုလအတွင်းစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ၄ချိန်ထပ်မံနေဖြစ်ပွားထားပြီး နှစ်ဖက်ထိခိုက်သေးဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။တနင်္သာရီတိုင်းဒဝဲမြို့ကနေလောင်းလုံးတရက်ချောင်းနဲ့ဒဝဲရှိတော်ဒေသတို့ကိုစစ်ကောင်စီတပ်က73စီနဲ့စားတောက်ကုံတည်ယူခွင့်တွေပိတ်ပင်ထားတယ်လို့ဒေသခံတွေကတလင်ထိုင်းမှုပြောပါတယ်။စစ်ကောင်စီတဟာဧပြီလစတုထပတ်လောက်ကစပြီးတဝဲမြို့အထက်စစ်စေးရေးဂိတ်တွေဖြစ်တဲ့ကမျောခင်တတာပြောတော်ဝပေါတိုင်းဂိတ်အင်ရှိပြင်ဂိတ်တို့မှာ73စီနဲ့စားတော့ကုံတည်ယူခွင့်တွေကိုပိတ်ပင်ထားတာပါ ဒေသခံတွေရဲ့ပြောပြချက်အရစစ်ကောင်စီရဲ့ဆက်စဲရေးဂိတ်တွေမှာ73စီနဲ့စားတောက်ကုန်တင်ဆောင်လာပါကတင်းယူတာတွေလုံဆောင်နေတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ပိတ်ပင်မှုကြောင့်ဒဝဲအရှိတော်ဒေသလောင်းလုံးနဲ့တရချောင်းမြို့တို့မှာစားတောက်ကုန်နဲ့73စီလိုအပ်ချက်တွေရှိလာနေပြီးကုန်စင်းလုံးတက်တာနဲ့ပစ္စည်းပြက်လက်တာတွေရှိနေတယ်လို့ဆိုပါတယ်။လက်တလောမှာတော့ကျေးရွာတွေမှာရှိနေတဲ့ရိတ်ခါ73စီတွေကိုအသုံးပြုနေရပြီးရေရှည်ပိတ်ပင်လိုက်ပါကဒေသခံတွေအခက်အခဲဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ ်စစ်ကောင်စီရဲ့ပိတ်ဆို့ကန့်သတ်မှုကြောင့်အဲ့ဒီဒေသတွေမှာကုန်ပစ္စည်းတမဲလင်းအနည်းဆုံး20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းထိရေနှုန်းတွေမြင့်တက်လာပြီးစက်3စီတလီတာကိုကျပ်9000ဝန်းကျင်အထိပေါက်ဈေးတွေရှိနေပါတယ်စစ်ကောင်စီဘက်က73စီနဲ့စားတော့ကုံတည်ယူခွင့်ပိတ်ပင်ထားတဲ့ဒဝဲရှိတော်ဒေတာနဲ့တရက်ချောင်းမြို့တို့မှာစစ်ရေးတင်းမာနေပြီးတိုက်ပွဲတွေလည်းနေစဉ်ဖြစ်ပွားနေသလိုစစ်ကောင်စီဘက်ကလေကြောင်းကနေဘုံကျဲတာတွေလည်းရှိနေပါတယ် တဖက်မှာလည်းစစ်ကောင်စီအားစက်သုံးစီတွေကိုလည်းတဝဲမျိုးတွင်းကနေလွှဲပြီးမျိုးပြင်ပကို ရောင်းချတာတွေမပြုလုပ်ဖို့စက်သုံးစီအယောင်ဆိုင်ပိုင်ရှင်တွေကိုဖိအားပေးတားမြစ်ထားတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1545ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စည်းရင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1545ရက်အတွင်းအစံဖတ်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6565ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ2980ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6900ဦးအထိရှိလာပြီဖြစ်ပါတယ်။မိုဘီနယ်မှာတော့အာနာသိန်းမှု ကာလတွေအတွင်းစစ်ကောင်စီရဲ့အစံဖတ်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများအကူအညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ရှင်းလားကြော်ကြလာရှုံမျိုးကိုကျမ်းမာရေးဝန်ဆောင်မှုတွေအကောင့်ထဲပေါ်ပေးနိုင်ခဲ့ပြီးနိုင်ငံရေးဖိအားများစွာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက်များစွာဝမ်းနည်းမိတယ်လို့ MNDA ကပြောပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကတင်ဆက်ပေးထားပါတယ်။ တက်တော်များနှစ်ခွန်ဆစ်စင်ရည်ဒုတိယပိုင်းမှာဖူပေါင်းတက်ဖွဲ့ရင်းနဲ့အတူတိမ့်ပိုက်ရရှိခဲ့တဲ့ရှမ်းမြောက်မှာရှိတဲ့လာရှုမျိုးကနေပြန်လည်ဆုတ်ခွာရတာဟာနိုင်ငံရေးဖိအားတွေကြောင့်လို့ကုကန့်တက် MNDE ကျမ်းမာရေးဌာနတာဝန်ရှိသူတို့ရဲ့ပြောဆိုချက်ကိုကူကာပြီးထုတ်ပြန်ပါတယ်။ရှစ်လကျော်ကြာလာရှုမျိုးကိုကျမ်းမာရေးဝန်ဆောင်မှုတွေအကောင့်ထဲပေါ်ပြနိုင်ခဲ့ပြီးနိုင်ငံဖိအားများစွာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက်များစွာဝန်းနေရတယ်လို့ပြောဆိုကြောင်းတက်ကိုကက်မီဒီယာကနေဧပြီ26ရက်နေ့မှာသတင်းထုတ်ပြန်လာတာပါ။ MNDA ကလာရှိုးမြို့ကိုတင်းယူပြီးနောက်ပိုင်းစစ်ကောင်စီရဲ့လေကြောင်းပုံကျက်တိုက်ခိုက်မှုတွေပြန်လည်ထူထောင်ရေးကာလတွေမှာအခက်အခဲဆင်ခေါ်မှုများစွာကြားတဲ့ကကျမ ayi ကန္နာကိုအောင်မြင်စွာစတင်လက်ပတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ကိုကန့်အထူးဒေသ1ကျမ ayi ဝန်ထမ်းတွေဟာလာရှိုးပြည်သူစေယုံကြီးမှာ2024ခုနှစ်အောက်တိုဘာ10ရက်နေ့ကစပြီးအခုနှစ်ဧပြီလ10ရက်နေ့ထိအပြင်လူနာနဲ့အတွင်းလူနာစုစုပေါင်း6,5250ကျော်စေကူတာပေးနိုင်ခဲ့တယ်လို့ဖော်ပြထားတာပါ။ MNDA တပ်ဖွဲ့ဝင်တွေလာရှိုးမျိုးကနေစုခွာခဲ့ခြင်းမှာဆေးရုံကဆက်ပစ္စည်းနဲ့ဆေးဝါးတချို့ယူဆောင်သွားခဲ့တာရှိပြီးကြောက်ကက်ဆေးတဲ့ဆက်ကိုတော့တိတ်နေဆေးရုံကြီးမှာရွှေ့ပြောင်းထားခဲ့တာလို့ကျမ်းမာရေးဌာနတာဝန်ရှိသူတူကဆိုပါတယ်ဒီအစိုးရရဲ့ဂျာဝဲညီနိုင်မှုကြောင့် MNDA နဲ့စစ်ကောင်စီတို့အခုနှစ်ဇန်နဝါရီမှာတွဲဆုံဆွေးနွေးခဲ့မှုသဘောတူညီချက်အရမြန်မာနှစ်တည့်ကိုပြီးဧပြီ21ရက်နေ့မှာကိုကန့်တပ်ဖွဲ့ဝင်တွေလာရှိုးမြို့ပေါ်ကနေစုခွာခဲ့ရပါတယ် ဧပြီလ22ရက်နေ့မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတင်ဆောင်ထားတဲ့စစ်ရင်တန်းတွေနဲ့အတူဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေလာရှိုးမြို့ပေါ်ဝင်ရောက်လာပြီးမြို့ပေါ်မှာရှိတဲ့ရက်ွက်ဆက်နှက်ခုမှာပြန်လည်နေရယူမှာဖြစ်ပါလိမ့်ဒီအတွက်ဒေသဆိုင်ရာအုပ်ချုပ်ခွင့်ပြန်လည်လွှဲမှုအပေါ်မြမရေးမှာဂျားဝင်ညှိနှိုင်းမှုတွေဆောင်ရွက်ပေးနေတဲ့တရုတ်နိုင်ငံကပြစ်ခတ်ရက်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှိုးမြို့သို့ဆစ်လွှတ်ထားတာပါအဲ့ဒီဖွဲ့ဟာစစ်ကောင်စီနဲ့ MNDA တို့ကြားပြစ်ခတ်ရက်စဲရေးကိုစောင့်ကြည့်သွားမှာဖြစ်ပြီးလာရှိုးမြို့ချောမွေ့စွာ လွှတ်ပြောင်းပြည့်ရဲ့ချင်းကိုမျက်မြင်တက်တည်ခံသွားမယ်လို့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောခွင့်ရသူကပြောကြားထားတာပါလေလာသူတွေကတော့အရှိမျောက်တိုင်းစစ်ဌာနချုပ်ခြေဆိုင်တဲ့လာရှုမြို့ကို MNDA နဲ့ပူးပေါင်းဖွဲ့တွေတင်ပိုက်ပြီးကြတဲ့ကတရုတ်ဆိုရဟာတိုက်ပွဲရပ်တန့်မှုနဲ့မြို့ပေါ်ကနေပြန်လည်ဆုတ်ခွာဖို့ဖိအားပေးခဲ့တာလို့ထောက်ပြကြပါသည် MNDA ကိုဖြတ်ငါးဖြတ်နဲ့လာရှုမြို့ကနေမဆုံချင်းတရုတ်ဆိုရကရေးယူခဲ့တာကြောင့် နိုင်ငံရေးရစစ်ကောင်စီနဲ့ဆွေးနွေးဖို့လက်ခံခဲ့ပြီးရလက်အရာနှစ်ဖက်အပြစ်ခက်ရစဲရေးကနေ MND ဟာလာရှို့မျိုးပါကနေစုခွာခဲ့ရတာဖြစ်ပါတယ်ဒီချိန်မှာတရုတ်ဆိုရအနေနဲ့မြမအချုပ်ချာအာနာပါကိစ္စရက်တွေကိုဝင်ရောက်ဆွတ်ဖက်နေတာလို့ဝေဖန်မှုတွေရှိနေတဲ့အပေါ်စစ်ကောင်းဆောင်ကတော့တရုတ်နဲ့စစ်တပ်ညီညွတ်မှုကိုသွေးခွဲနေသူတွေရှိလို့တတိထားဖို့စစ်တပ်အရာရှိတွေကိုပြောဆိုထားပါတယ် ငလင်းလောက်ခတ်ပြီးရတော့အလွန်ငယ်ကျပ်ဘီလီယံတသိန်းတသောင်းကျော်ရရှိထားတယ်လို့စစ်ကောင်စီကပြောနေပေမယ့်မြေပြင်မှာထတိယရောက်ကူညီပေးနိုင်တာမရှိသလိုနိုင်ငံတကာရဲ့အကူအငွေဟာစစ်အုံစရိတ်တွေဖြစ်လာတာကြောင့်ပြည်သူတွေပုံမနှင်းနာရတယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။ဒီအကြောင်းကိုတော့အေမီယံကတင်ဆက်ပေးထားပါတယ်။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကပြင်းအားကြီးမတဲ့ငလင်းလောက်ခတ်ပြီးတဲ့နောက်ဧပြီ24ရက်နေ့ထိအလွန်ငယ်ကျပ်ဘီလီယံတသိန်းတသောင်းကျော်ရရှိထားတယ်လို့ ဒုစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါရယ်ဧပြီ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့တဘာဝဘေးရန်ကြီးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီစည်းဝေးမှာငလင်းလူငွေရရှိမှုနဲ့ပတ်သက်ပြီးအခုလိုပဲပြောလာတာပါအလူငွေရရှိမှုအနေနဲ့ပြည်တွင်းပြည်ပကအလူရှင်တွေရဲ့ လူဒန်းငွေပေါင်း7ဘီလီယံ3သိန်း1000ကျော်အမေရိကန်ဒေါ်လာ2သန်းကျော်ကိုရီးယားဝမ်5သိန်းအိန္ဒိယရှူပီး15သိန်းထိုင်းဘတ်2သန်းနဲ့စင်ကာပူဒေါ်လာ3150ရရှိထားတာပါရရှိထားတဲ့လူငွေတွေကိုတော့မြူသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ငွေစင်းမှာထည့်သွင်းထားပြီးအဲ့ဒီအလွန်ငွေတွေကိုစနစ်တကျလှုပ်ဆောင်ကာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအသုံးပြုနေတယ်လို့ဒူးစစ်ကောင်းဆောင်ကဆိုပါတယ် ပြည်သူတို့ကတော့စစ်ကောင်စီကရရှိထားတဲ့အလူငွေတွေနဲ့စနစ်တကျကူညီကယ်ဆယ်လှုပ်ဆောင်ပေးနေတယ်လို့ပြောပေမဲ့မြေပြင်မှာထိထိရောက်ရောက်ကူညီပေးနိုင်တာမရှိသလိုနိုင်ငံတကာရဲ့အလူငွေတွေဟာစစ်သုံးစိတ်တွေဖြစ်လာတာကြောင့်ပြည်သူတွေပိုနစ်နာရတယ်လို့ဝေဖန်ပါတယ်။ဟောစစ်ကောင်စီပြည်သူအခုတကယ်အမြေပြင်မှာခံစားယူနေရတဲ့ပြည်သူလူထုဆိုတော့အခုမန္တလေးလိုစကိုင်းလိုနေရာတွေထိထိရောက်ရောက်သူမကူညီပေးနိုင်ဘူး။ သူ့နေရာဖြစ်တဲ့နေပြည်တော်လူတကွဲဆာလောက်ပဲသူကအဲ့တော့တော့မှအဓိကငလျင်ဘေးကျွယ်ပြီးလူတို့တော့တုံးတာမဟုတ်ပဲနဲ့အခုနိုင်ငံတကာကထောက်ပတ်တဲ့အကူအညီအကုန်လုံးဒီဒီစစ်သုံးစေးတွေဖြစ်လာတဲ့ပုံမှာလူလူတို့ကပို့ပြီးတော့ပို့အကျက်တဲဖြစ်တာပေါ့ဗျာတဘောဘေးဦးလည်းကြောက်ရစစ်ဘေးဦးလည်းထက်ကြောက်ရဆိုတဲ့ဟာမျိုးပေါ့နော်အခုနိုင်ငံတကာကထောက်ပတ်တဲ့အကူအညီတွေကြောင့်စစ်ကောင်စီဒီစစ်ရအပူရှိလာတာပဲရှိတယ်ပေါ့နော်လူလူတို့ကတက်တာလား မဟုတ်ဘူးပေါ့နော်ဒီလိုလူတို့ကပို့ပြီးတော့နှိမ့်တော်တော်တယ်ဆိုတဲ့ဟာမျိုးကြီးရှိပါလေလို့ပြည်တွင်းပြည်ပကလူရှင်တွေပြင်နိုင်ငံတကာကလူရန်းလူသူတွေအနေနဲ့စစ်ကောင်စီကတဆင့်အလွန်ငွေတွေပေးအပ်ပြီးကုညီမဲ့အစားဓာတ်ရိုက်ထိတွေ့လူရန်းတာကသာပြည်တွင်းအတွက်တိရောက်မှုရှိနိုင်မှာဖြစ်တယ်လို့သူကဆက်ပြောပါတယ် စစ်ကောင်စီဘက်ကတော့ငလင်ဘေးနဲ့ပတ်သက်ပြီးဘေးအနီးရဲတိကြိုက်ခံရတဲ့ဧရိယာရဲ့အခြေအနေတည်နေရာနဲ့အခြားဘေးအနီးရဲတွေထပ်မံဖြစ်ပွားနိုင်မှုရှိမရှိ စစ်စစ်တာရရှိတဲ့အချက်လက်ပေါ်မူတည်ပြီးရှာဖွေကယ်ဆယ်ရေးလှုံ့ဆော်တာဖယ်ရှားရှင်းလင်းရေးအပိုင်းကစားအဆင့်၅ဆင့်နဲ့ဆောင်ရွက်နေတယ်လို့ပြောပါတယ်စစ်ကောင်စီရဲ့အချက်လက်တွေရ ငလင်ကျောင်းနိုင်ငံတော်ဝန်ကနေအိမ်6300ကျော်၊စာတင်ကျောင်း6800ကျော်၊ဘုံကြီးနဲ့တီလာရှင်ကျောင်း9500နီးပါး၊ဇီဒီပရို9342စုနဲ့အခြားဘာသာရေးအဆောက်အုံပေါင်း613လုံးထိခိုက်မှုရှိခဲ့တာပါ။ဒါ့အပြင်စေယုံစေကန်956လုံး၊ရထားလမ်း56ခု၊လမ်း282ခု၊အမြန်လိုင်းပိုင်း198ခု၊စေတမန်986ခု တရား192ဆင်းအပြင် transformer 353လုံးပျက်စီးခဲ့ပြီးထိခိုက်မှုတွေကိုတော့ကာလတူကာလလတ်နဲ့ကာလရှည်ခွဲစားပြီးအဆင့်လိုက်ဆောင်ရွက်သွားမယ်လို့စစ်ကောင်းဆောင်ကပြောဆိုထားပါတယ်မြန်မာနိုင်ငံမှာပြင်းအားကြီးမားတဲ့ငလင်းလှုပ်ခတ်ပြီးတဲ့နောက် April 25ရက်နေ့ထိတည်ဆုံးသူ3863ဦးဒဏ်ရာရရှိသူ9108ဦးနဲ့ပျောက်ဆုံးနေသူ110ဦးရှိတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ် နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမေရိကန်ရဲ့အခွန်ကောင်းမှုဟာပြင်းထန်တဲ့အတ္တဝါဒကို ပြသနေတယ်လို့တရုတ်ပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အမေရိကန်ပြထန်းထားတဲ့အခွန်အထုတ်တွေနဲ့ပတ်သက်လို့နိုင်ငံတကာစီးပင်းဥပဒေတွေဘက်ကယက်တီမှာဖြစ်ပြီးကိုကျိုးစီးပွားကာကွယ်ရေးဝါဒကိုဆန့်ကျင်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဝိုင်းကဧပြီ26ရက်မှာပြောကြားလိုက်ပါတယ်။ကဇက်စတန်နိုင်ငံမှာကျင်းပခဲ့တဲ့တရုတ်ဗဟိုအာရှနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြင်ပမှာဝန်ကြီးဝိုင်းကြီးက အခွန်တွေနဲ့ပတ်သက်လို့ဘေကျင်းအနေနဲ့တခြားနိုင်ငံတွေနဲ့သာတရရိသွားမှာဖြစ်ပြီးနိုင်ငံတချို့ရဲ့အနိုင်ကျင့်မှုနဲ့ပြင်းထန်တဲ့အတဝါဒမြင်သာလာအောင်လှုံ့ဆော်သွားမယ်လို့ပြောကြခဲ့ပါတယ်။ကုံသွဲမှုနဲ့ပတ်သက်လို့ကျောင်းနဲ့မိမိတို့ဆွေးနွေးနေကြအောင်ထရန့်ကပြောထားပေမဲ့ဘေကျင်းကဆွေးနွေးမှုမရှိဘူးလို့ပြန်လည်တုံ့ပြန်ထားပါတယ်။တရုတ်သမ္မတရှီကျင်းဖင်ကကုံသွဲရေးနဲ့ပတ်သက်လို့မိမိကိုဆက်သွယ်ဆွေးနွေးလာခဲ့တယ်လို့ထရန့်ကပြောဆိုထားပါတယ်။ဘေကျင်းနဲ့တခြားနိုင်ငံတွေနဲ့သသားတဲ့ရည်တည်သွားမှာဖြစ်ပြီး ကဘာကြီးတည်ငြိမ်စေရေးနိုင်ငံစုံပါဝင်မှုကိုထိန်းသိမ်းသွားမှာဖြစ်ကြောင်းဝန်ကြီးဝမ်းဤကပြောပါရည်။တမရထရန်ကအမေရိကန်ရဲ့ကုန်သွယ်ဘက်တွေအပါဝင်နိုင်ငံအများကိုအခွန်တိုးကောက်ပြီးကုန်သွယ်ရေးလုံခြုံရေးပြမှုကိုလျှော့ချမယ်လို့ပြောဆိုထားပါရည်။အမေရိကန်ရဲ့ခွန်တွေကြောင့်ကဘာတဝဲမှာဈေးကွက်တွေကမောက်ကမဖြစ်သွားခဲ့ပြီးစားသောင်းသူတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေကြားစိုးရိမ်မှုတွေဖြစ်ပေါ်နေပါရည်။ရုရှားနဲ့ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီမှုရခိုင်နေပြီလို့ထရန့်ပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကပြပြပေးထားပါတယ်။ မော်စကိုမြို့မှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့အမေရိကန်ကွန်ဆလဲစတီဝစ်ကော့တို့ဆွေးနွေးပြီးနောက်နိုင်ပိုင်းအကြာမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားနဲ့ယူကရိန်းကြားသဘောတူညီမှုရရှိဖို့အရန်နီးဆက်နေပြီလို့ပြောကြားလိုက်ပါတယ်ယူကရိန်းပါဝင်မှုမရှိခဲ့တဲ့ဆွေးနွေးမှုတွေအပြုသဘောဆောင်တယ်လို့ကရင်မလင်းနန်းတော်ကပြောထားပြီးထရန့်ကဆွေးနွေးညှိနှိုင်းမှုနေ့ရက်ကောင်တရက်နဲ့ကြုံခဲ့ရတယ်လို့ပြောပါတယ် ဆွေးနွေးမှုအတွင်အ धिक အချက်အများစုကိုသဘောတူညီခဲ့ကြပြီးယူကရိန်းနဲ့ရုရှားအနေနဲ့အပြီးတဲ့သဘောတူညီမှုရယူရေးအစ်မြင့်တွေ့ဆုံဆွေးနွေးကြဖို့တမရထရန့်ကစစောပိုင်းမှာလူမှုမီဒီယာကနေတဆင့်တိုက်တွန်းပြောကြားခဲ့ပါတယ်ချင်းချက်မရှိအပြစ်ခတ်ရဆဲရေးရုရှားဘက်ကသဘောတူဖို့လိုအပ်တာကြောင့်အမှန်တကယ်ဖိအားပေးရမှာဖြစ်ကြောင်းယူကရိန်းသမ္မတဇယ်လန်စကီကပြောကြားထားပါတယ်။ချင်းချက်မရှိအပြစ်ရသဘောတူညီပြီးနယ်နိမိတ်ဆိုင်ရာကိစ္စရပ်တွေကို ကိဖ်နဲ့မော်စကိုကြားတိုက်ရိုက်ဆွေးနွေးနိုင်တယ်လို့ယူကရိန်းကပြောဆိုထားပါတယ်။အမေရိကန်အဆိုပြုချက်အရယူကရိန်းအနေနဲ့နေမြေတွေအများကြီးကိုရုရှားစီလက်လွတ်ပေးဖို့ရှိနေတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒါပေမဲ့ခရိုင်းမီးယားဒေသကိုလက်လွတ်ရမယ်အရေးနဲ့ပတ်သက်လို့ယူကရိန်းကအသေးအတန်ပဲချထားပါတယ်။2014ခုနှစ်မှာခရိုင်းမီးယားဒေသကိုသိမ်းယူခဲ့တဲ့ရုရှားဟာ2022ခုနှစ်မှာယူကရိန်းကိုယာနုံပြစ်စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးလက်ရှိယူကရိန်းနဲ့မြေ20ရာခိုင်နှုန်းလောက်ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ မနက်ဖြန်ဧပြီလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်အရ ဘကိုးတိုင်းကရင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာတိမ်အထင်းအထင်းမှတိမ်ထူထန်နေပြီတိမ်ကင်းအနှဲငယ်ဖြစ်ထွန်းနေခဲ့ပါတယ်ကရင်ပြည်နယ်တောင်ပိုင်းမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာနေရာအနှံပြားမိုးတစ်ချုံရွာနေခဲ့တာကိုမိုးလေဝသဂျိုရူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်နေ့ဘူးချိန်မြင့်တက်မှုနဲ့မိုးရွာသွန်းမှုတို့ကြောင့်လေတုအပူချိန်တွေပြောင်းလဲမှုတွေဖြစ်ပေါ်တတ်တဲ့အတွက် မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးလဲညံ့နေပိုင်းချင်းလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်ကြီးများဖြစ်ပေါ်ခြင်းမိုးသီးကြွေကြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့ဘေးရန်တွေတွေဖြစ်ပေါ်နိုင်ပါတယ်။မနေ့ပြန်အတွက်အခမ်းအနက်ကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နိုင်ပါတယ်။သခိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ် ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်လို့မိုးကြီးနိုင်ပါတယ်။ကြံဒေသတွေမှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းဒေသနဲ့မြဝကျွန်းပေါ်ဒေသတွေမှာအပူချိန်34ဒီဂရီမှ38ဒီဂရီစင်တီဂရိတ်အသွင်းသို့ရောက်ရှိနိုင်ပြီးသကိုင်းတိုင်း၊မကွေးတိုင်း၊ရခိုင်ပြည်နယ်နေပြည်တော် ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်တချို့မှာအပူချိန်42ဒီဂရီမှ44ဒီဂရီစင်တီဂရိတ်အထိမြင့်တက်နိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဖအံမြို့တို့မှာ35ဒီဂရီစင်တီဂရိတ်နဲ့တဝယ်မြို့မှာ34ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။မြန်မာနိုင်ငံတဝန်းလုံးမှာခရမ်းလွန်ရောင်ကြီးအညွန့်ကိအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးမိကျွန်းစုဒေသတွေမှာအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ မြန်မာနိုင်ငံနေရာအများစုမှာတော့မြူကြာဆင်းမှုရောကြနိုင်ပါတယ်ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ wendy.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ် တလွေထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါတလွေထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလွေထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်လန်နက်ကိုင်ပဏိပခရီနဲ့စစ်ပွဲတွေကြမှာရှင်သန်ရက်ဒီဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲ တံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူလုံခြုံတဲ့နေရာတခုကျွန်တော်တို့ဖန်တီးကြပါစို့ကိုပတ်ဝင်းချင်းမှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ်တကယ်တမ်းပြောရရင်ဒီဟာကဘုံခုခြင်းတခုတက်ပူပါတယ်ချစ်ချင်းမြတ်တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမှာပုံခုရနေရာတစ်ခုပေါ့ ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်။ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုတည်ဆောက်ကြရအောင်။မိသားစုတစုပုံခုနိုင်မဲ့ဘုံခုခြင်းတစ်ခုအတွက် 4ပေ5ပေနဲ့နဲ့10ပေ6ပေအကျယ်ရှိတဲ့ကျင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအပုံစံတစ်စစ်ချိုးထားပါ။နရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးတွက်6လက်မပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်4လက်မပတ်လည် PPC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အပုံစံချိုးထားပေးပါ။ ေါ်ကနေပလတ်စတစ်ဘိုးကတန်ပြားပြင်ပြားတစ်ခုခုခင်းမှာတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထက်အနံတစ်ထက်ထပ်ခင်းပြီးပါပြီးမှဝက်ကက်ခင်းမှာမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လည်မှာရေနှုတ်မြောင်တူးပေးပါစောက်ပုံစောက်နီးနဲ့သေးစိတ်အချက်လက်တွေကိုတော့ Telegram channel, DVB TV, Facebook, YouTube တို့မှာကြူအောင်စကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ ိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းဖို့ဆို